ဇလန်ရဲ့အဆမှာဆွေနော်တိုနီလက်ကဘာတစ်ခုမှအလုံးလုံးနေရဲ့လုံခြုံရေးဝန်ထမ်းတယောက်ဖြစ်နေပြီးဘောင်းလာတဲ့ဧည့်သည်နှစ်ယောက်ရန်ဖြစ်ကြရမှာဝင်တားရကနေပြီးတော့လက်လွန်ချက်တော်နေဖြစ်ပြီးအလုံနားလိုက်ရတာဖြစ်ပါတယ်။အဲဒီလိုနဲ့အိမ်ပြန်လာခဲ့ပြီးတော့မနေ့ရောက်တဲ့အချိန်မှာတော့သူတို့အိမ်မှာသူမိမဒလော်ရစ်ကိုအဖို့ပြုပေးဖို့ရောက်နေကြတဲ့အမျိုးသားတိုက်ကြီးရှိနေတာကိုတွေ့လိုက်ရတာပါ။အရေးချင်သူမိမကတော့အိမ်ကိုရေပိုက်ကောင်းလာပြန်ပြီးတဲ့လူမဲယောက်ျားနှစ်ယောက်ကို Asian BB အမောပြေရေးအေးလေးတိုင်းနဲ့လဝါးကပေးပြီးတော့နှုတ်ဆက်နေခဲ့ပါတယ်။ အဲ့ဒီမှာပဲတိုနီကတော့လူမဲတွေပြန်သွားရတဲ့တပြိုင်တည်းသူတို့နှက်ခမ်းနဲ့ထိခဲ့တဲ့ဖန်ခွက်နှစ်ခုစလုံးကိုအမိုက်ပုံးနဲ့ထည့်ပလိုက်ပါတယ်။ခဏကြာတော့မနက်ဆိုင်ဝိုင်းဆိုင်နေကြတဲ့အနေတိုနီရဲ့မိမကထမင်းဝိုင်းမှာသူ့ယောက်ျားကိုအလုပ်လေးရှာပေးလိုက်ကြပါအောင်ဆိုပြီးတော့စကားချင်ရင်းနဲ့ပကံဘေးတွေကိုစေးဖို့အတွက်ဘေးစင်စီကိုထွက်သွားခဲ့ပါတယ်။အဲလိုနဲ့အမိုက်ပြဖို့အမိုက်ပုံဖွင့်လိုက်တဲ့အချိန်မှာတော့ဖန်ခွက်တစ်ခုကိုတွေးလိုက်ရတယ်တပြိုင်တည်းသူ့ယောက်ျားလက်ချက်ဆိုတာတန်းတီသွားပါရဲ့ လုံးနဲ့ရန်နေငယ်ကြတဲ့ချိန်မှာတော့အလုရှာနေတဲ့တိုနီကိုသူ့အသည့်တယောက်စီကနေဒေါက်တာတယောက်ကဒရိုင်ဘာရှာနေတယ်ဆိုပြီးတော့လှမ်းပြတာနဲ့တိုနီလည်းချက်ချင်းဆိုသလိုပဲလိမ့်စာတောင်းပြီးအဲ့ဒီနေရာကိုသွားလိုက်ပါတယ်။လူသုံးယောက်လုံးအင်တာဗျူးဖြေပြီးတော့သူ့လည်းရောက်တဲ့ချိန်မှာအင်တာဗျူးဖြေနေရတာနေရာကဆရာဝန်နေရာနဲ့မတူဘဲထူးထူးခြားခြားဖြစ်နေတယ်ဆိုတာပထမအဆုံးသတိထားမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲရိုးရဝတ်ဆောင်ဝတ်ထားတဲ့လူမဲတယောက်ပေါ်လာတာမလို့တိုနီလည်းဒီလူကဖုန်းထဲမှာပြောတဲ့ဒေါက်တာဆိုတာသိသွားပြီးသူ့နာမည်က naturally ဆိုတာနဲ့သူဆက်ရှင်းပြလာတဲ့ဇာတ်တွေအရလည်းသူဟာဆေးကုတဲ့ဆီယဝင်မဟုတ်ဘဲနဲ့ piano တီးတဲ့ဂီတပညာရှင်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ Shelley အဓိကအားဖြင့် Tony လောကမှာတော့သူဖျော်ပြမဲ့တောင်ပိုင်းနေရာကဖျော်ပြရေးပွဲတွေကိုမလွတ်အောင်လို့အမိလိုက်ဖို့ပြရမှာဖြစ်ကတပွဲလွန်တာနဲ့ Tony ရဲ့တပတ်စာလစာရမှာမဟုတ်ဘူးဆိုတာရှင်းပြနေတာဖြစ်ပါတယ်။ ။နောက်ပြီးတော့တိုနီကိုသူ့လိုလူမဲတယောက်နဲ့အလုပ်လုပ်ရမှာအဆင်ပြေရလားလို့မေးတော့တိုနီကလည်းပြေပါတယ်ဆိုပြီးသူ့အိမ်မှာဆိုရင်သူ့မိမမလူမဲတွေကိုအီတောင်တိုက်တက်တဲ့ကြောင်းဂုံယူပြီးတော့တောင်မှပြောလိုက်ပါသေးတယ်။ဒီစကားကြတော့ရှယ်လီလေတိုနီမှာမိမရှိတယ်ဆိုရင်ဒီခီကအစဉ်ပြေမှာမဟုတ်တဲ့အကြောင်းနဲ့သူတို့ရဲ့ခီကရှစ်ပတ်ကြာမှဖြစ်ကြောင်းတွေကိုသိသိပြောပြနေတာပါ တိုနီကတော့ပတ်စံရမယ်လို့မလို့အဲ့ဒီအထိကိုအဆင်ပြေရဲ့လို့ပြောလာခဲ့ပေမဲ့ရှယ်လီဘက်ကတော့သူကရိုးရိုးဒရိုင်ဘာလို့မဟုတ်ဘဲနဲ့သူ့ရဲ့အင်ဂျီတွေကိုရှော့ဖို့မိဖို့တိုက်ပေမဲ့လူမျိုးကိုလိုအပ်တာလို့ပြောလာတဲ့အချိန်မှာတော့တခါလေးလဲပြန်လာခဲ့လိုက်ပါတော့တယ်ဒီကိစ္စကိုသူမိမပြောပြတော့လေသူမိမကအဲ့ဒီလူနဲ့ဆိုရင်တပတ်တောင်ခံမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပေမဲ့မနက်စောစောရှယ်လီစီယာဖုန်းဝင်လာတဲ့အချိန်မှာတော့ Gloric လဲရှယ်လီကန်လန်နာရီကိုလက်ခံလိုက်ပါတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတော့တယ် ဒလိုနဲ့နောက်နေ့ရက်မှာတော့ခရီးထွားတော့မှမလို့ရှယ်လီရဲ့မန်နေဂျာကနေတောင်ပိုင်းဒေသတွေကိုခရီးထွက်မဲ့လူမဲတွေအတွက်ထောက်ခံစာလိုမျိုးမပါမဖြစ်ရမယ် Green Book ဆောင်းလေးတအုပ်ကိုတိုနီကိုလာပေးသွားခဲ့တာပါနောက်တော့လေတိုနီလည်းသူ့သားနှစ်ယောက်နဲ့ဇနီးကိုခီးသွားတော့မှမလို့နှုတ်ဆက်တာနဲ့တခါမှမခွဲဘူးတဲ့ဒလော်ရီကတပတ်တခါသူ့စီကိုစာမမှန်ရေးဖို့တိုနီကိုအရေးကြီးကိစ္စတစ်ခုလုံးမှာလိုက်ပါရီ ဒလုံနဲ့ဒေါ်လီတရသူ့ရဲ့အိမ်ကနေပြီးတော့ရှယ်လီနေတဲ့စီကိုရောက်လာတဲ့အချိန်မှာလဲရှယ်လီနဲ့တူ၃ယောက်တစ်ဖွဲ့ဖွဲ့ထားခဲ့တဲ့ဘန်ငါလူတွေနဲ့တွေ့ပြီးစကားဆက်မိပြောရင်းနဲ့ရှယ်လီရောက်တာနဲ့ခရီးစားထွက်ကြပါတော့တယ်။ဒါမှမဟုတ်ရှယ်လီကတိုနီယိုပထမဆုံးအနေနဲ့ဒုတိယမဲ့ပီနီယန်နိုကစာချုပ်ထရအတိုင်း Stainway ဟောမဟုတ်ဆိုတာဆက်ရမယ်ဆိုတာရင်ဒုတိယအနေနဲ့ညာတိုင်းသူခန်းထဲမှာ Whisky Dublin ရှိနေရမယ်ဆိုတာတွေကိုတည်တည်ချာချာပြောပြနေကြတာပါ။ တိုနီနဲ့ရှယ်လီပြောတာတွေကအကုန်လိုက်မှတ်ရင်းနဲ့ဘိုက်ဖြည့်ဖို့ခဏနားနေကြတဲ့နေအောင်ရောက်တော့တိုနီကမင်းကအလုတ်ခံတော့ငါမင်းမကပြောပြီးမိဘမဲ့ကလေးတွေအကြောင်းပါတဲ့မင်းအခွေတော်ပြေးဝဲသေးတယ်လို့ပြောလာတာနဲ့ရှယ်လီလည်းဘယ်ခွေလဲလို့ပြောလဲဆိုပြီးတော့အကြောင်းသွားခဲ့ပါတယ်။အဲတော့မှတိုနီလည်းမိဘောင်ဘေးမှာကလေးတစ်တိုင်းနဲ့ရိုက်ထားခဲ့တဲ့အယ်ဗန်လေးလို့ရှင်းပြလိုက်တာမလို့ရှယ်လီကအဲ့ဒါမိဘမဲ့ကလေးတွေမဟုတ်ဘဲနဲ့ငရဲကြနေတဲ့ငရဲသားတွေရဲ့ပုံဖြစ်ကြောင်းရှင်းပြလိုက်ရပါတယ်။ ဒီနောက်မှာတော့ပထမအောင်ဆုံးဖျော်ပြပွဲဖြစ်ရမယ့်မြို့ကိုရောက်လာခဲ့တာမလို့ရှယ်လီယာဆေမောင်မတက်ခင်တိုနီကိုပွဲထုတ်ချင်တာနဲ့တိုနီရဲ့မျိုးရိုးနာမည်ဖြစ်တဲ့ Vlaloga ဆိုတဲ့နာမည်ကိုခေါ်ရခဲ့လို့ Valley လို့ခဏပြောင်းခေါ်ဖို့ပြောခဲ့ပေမဲ့ခေါင်းမာတဲ့တိုနီကတော့နာမည်ပြောင်းရမယ်ဆိုရင်မမိတ်ဆက်တော့ဘူးဆိုပြီးတော့ညင်လိုက်ပါတော့တယ်အဲဒီနဲ့ပထမပွဲဆင်ပြီးလို့ဟိုတယ်ကိုပြန်ရောက်လာတဲ့အချိန်မှာတိုနီကသူ့မိန်းမစီကိုစာပို့ဖို့အတွက်အားလုံးကြောင့်စာရင်းနဲ့ကြပြမဆန်တဲ့စာတွေကိုရင်းနေခဲ့တယ်လို့သူ့မိန်းမလည်းအဲဒီကြပြမဆန်တဲ့စာအောင်မှမျက်မျက်နှုံးနှုံးနဲ့ဖန်နေခဲ့ပါဗျ။ နောက်တရမှာတော့ဒုတိယပွဲစဉ်ခီးကိုခီးဆက်ဖို့အတွက်ကားနဲ့ထွက်လာနေတော့စီဖြည့်ရဲ့နေရာရောက်မှာတော့တိုနီယာကားကိုရန်လိုက်ပါတယ်။အဲဒီနောက်ကားပေါ်ကနေဆင်းလာခဲ့ပြီးဂတ်ဆောင်နဲ့တွဲဖွင့်ထားတဲ့ကြောက်တုံးဆိုင်လေးတစ်ခုရှိမှာကြောက်တုံးတရုံအောက်ကိုပြုတ်ကျနေရတွေ့လိုက်တော့တိုနီယာနေရာမှာပြန်မထားပဲလှလာနေသူ့ရဲ့ဘောင်းမီအိတ်ထောင်တွေကိုတခါတည်းတန်းထည့်လိုက်ပါတယ်။တောင်မြင်သွားခဲ့တဲ့ရှယ်လီရဲ့လူပါရှယ်လီကိုညှောက်လိုက်တာမလို့ရှယ်လီနဲ့တိုနီပြန်လာတဲ့အချိန်မှာအဲရီတောင်တောင်ကိုသူ့နေရာသူပြန်သွားထားဖို့ပြောပါရည် ဒါပေမဲ့တိုနီကဒီကြောင်တုံးကိုသူခိုးတာမဟုတ်ပဲမြေကြီးပေါ်ကျနေလို့ယူလာတာဖြစ်ကြောင်းတာကကန်ကောင်းစီတဲ့အရာလေးပါဆိုပြီးအပြတ်အသတ်တွေပြိုင်ညင်းခဲ့တာပါဒါပေမဲ့လည်းသူဘလို့ပဲညင်းညင်းမှအလုပ်ရှင်တဲ့လုံသမားဖြစ်နေတဲ့အတွက်နောက်ဆုံးမှာတော့ရှယ်လီဆန္ဒကိုလိုက်ရောပေးပြီးကြောက်တုံးကိုနေရာမှာပြန်ထားသလိုလုပ်လိုက်ပါရတယ်။ ဒီနောက်မှာတော့ဒုတိယပွဲစဉ်နေရာကိုရောက်လာခဲ့ပြန်ပြီမလို့သူ့ရဲ့တောင်းဝင်တိုင်း Shelly Team ရဲ့ PNO က Stainway ဟောမဟုတ်ကိုလိုက်ဆက်တဲ့အချိန်မှာ PNO ကစာချုပ်ထရတိုင်း Stainway မဟုတ်တဲ့အပြင်အမိုက်တွေနဲ့ရှုပ်ပွားနေရမလို့တိုနီလည်းချက်ချင်းပဲတောင်းဝင်ရှိသူတွေကိုလဲပေးဖို့သွားပြောပါရယ်ဒါပေမဲ့တောင်ဝင်ရှိတဲ့သူကရှီယာနဲ့ဒီဘောဆိုပြီးတော့လူမိုက်ထားနဲ့ပြန်ပြောလိုက်တာမလို့တိုနီနဲ့လက်ပါပေးလိုက်ပြီးဒုတိယပွဲစဉ်အတွက်စတိန်ဝေးပီယန်ရိုကိုပြင်ဆင်ပေးလိုက်ပါရီ လုံးနဲ့ရှယ်လီယာတပွဲပြီးတပွဲဖြောပြေးနေခဲ့သလိုတိုနီယာလည်းအပတိုင်းသူမိမစီစာရီရင်းရင်းနဲ့အချိန်ကုန်နေခဲ့ရကနေလေးဘက်မြောက်မှာတော့တိုနီယာရှယ်လီရဲ့အရင်တုန်းကအကြောင်းတွေကိုဆက်ဆူလာခဲ့ပါတယ်ဒါနဲ့ရှယ်လီလည်းသူ့မညီလေးတယောက်ရှိပေမဲ့အဆက်အသွယ်မလုပ်ကြတဲ့ကြောင်းသူမိမနေရာလည်းအခုလိုလမ်းပေါ်မှာပဲတစ်နှစ်လုံးသွာလာနေရတဲ့သူ့ရဲ့လောက်ကြောင့်ပျက်စီးသွားခဲ့ရတဲ့အကြောင်းတွေကိုပြောရင်းနဲ့သူကမိသားစုနဲ့ဂီတပညာရှင်ဆိုတဲ့ဘဝနှစ်ခုကိုတေချာကွန်ထရိုးမလုပ်နိုင်ဘူးလို့ယဉ်ပွင့်လာခဲ့ပါတော့တယ်။ ဒါပေမဲ့အဲဒီအချိန်မှာတိုနီရဲ့အာယုံကသူတို့သွားနေတဲ့မြို့ကနာမည်ကြီးကြက်ကျော်ဆိုင်စီကိုရောက်နေခဲ့ပြီမလို့ချက်ချင်းဆိုသလိုပဲကြက်တကောင်လုံးကိုဝယ်စားလိုက်ပြီးရှယ်လီကိုလည်းစားပါအောင်လာလို့ကြွေပါရယ်။ဒါပေမဲ့မယုံကြင်စရာကောင်းလာအောင်လို့ရှယ်လီကသူရဲ့တဘောဘာလုံးကြက်ကြော်မစားဘူးတဲ့အကြောင်းပြောတာနဲ့တိုနီလည်းမဖြစ်နိုင်တော့ဆိုပြီးသူတက်တဲ့ဝင်တော့ကကြက်ကြော်စားတဲ့လူမဲတွေနဲ့တွေ့ခဲ့ဘူးတယ်လို့ပြန်ပြောပါရယ်။ ။ဒါနဲ့အရှယ်လီယာလည်းလူမဲရေစားတိုင်းသူလိုက်စားရမလားဆိုပြီးတော့ပြန်ပြောတော့တိုနီယာမသိဘူးစမ်းစားကြည့်လိုက်ပါဆိုပြီးတော့မငင်းနိုင်လောက်တဲ့အထိအတင်းနဲ့ထိုးကျွေးနေတော့တာမလို့နောက်ဆုံးမှာတော့ရှယ်လီလည်းပကံမပါဘာမပါပဲနဲ့လက်ပတာနဲ့ကြက်ကြောကိုကင်စားဘူးသွားခဲ့ပါတော့တယ်။စာပီယောလည်းအယိုးကိုဘလို့လုံးအောင်မလဲလို့မေရာနဲ့တိုနီယာဒါမြလွယ်လွယ်လေးဆိုပြီးကားမန်ကနေအပြင်ကိုလွှတ်ပလိုက်ပါတော့တယ်။အစာပိုင်းမှာတော့ရှယ်လီလည်းသဘောကျနေခဲ့ပေမဲ့တိုနီယာဖြော်ရည်ဘူးခွန်ကြီးပါလွှတ်ပလိုက်တဲ့အချိန်မှာတော့ဘက်ကီယာဆုတ်ပြီးတော့ပြန်ခောက်ခိုင်းပါတော့တယ်။ အဲလိုနေပြီးတော့ရှယ်လီတရားမဲ့နေရာကိုရောက်တော့နေရာကလူမဲတွေကြီးမလို့အဆင်ပြေပေမဲ့လည်းရှယ်လီရဲ့ပုံစံနဲ့ဆိုရင်တော့တော်တော်ညစ်ပတ်တဲ့နေရာဖြစ်နေရမလို့တိုနီကအဆင်ပြေပါမလားလို့စိုးရိမ်သွားပေမဲ့လည်းရှယ်လီကတော့ရတယ်ဆိုပြီးတော့ပဲပြောပါတယ်။ဒါနဲ့တိုနီလည်းအရေးကြောင့်လာရင်ဆက်သွယ်လို့ရမယ်သူ့ရဲ့ဟိုတယ်ဖုန်းနံပါတ်ကိုပေးထားပြီးတော့ထွက်သွားခဲ့သလိုရှယ်လီကလည်းတိုနီပြန်သွားတာနဲ့သူ့ခန်းရှိမှထွက်ထိုင်ပြီးတော့အရက်တောင်းနေခဲ့တာပါ။ ။ဒါအောင်မြင်တော့ကစားဖို့လူရှာနေတဲ့လူမဲမျိုးသားတယောက်ကရှယ်လီကိုသူတို့နဲ့ဝင်ကြွိုင်းဖို့ခေါ်ပေမဲ့လေရှယ်လီကမစောတတာနဲ့သူ့တငယ်ချင်းတယောက်နဲ့သွားတွေ့မလို့ဆိုပြီးတော့ညင်လိုက်ပါတယ်။တပတ်မှလည်းတိုနီကသူမိမစီစာရေးဖို့ဟိုစာရွက်လန်ဒီစာရွက်လန်လန်နေတော့မှပဲရှယ်လီရဲ့လူတယောက်ရောက်လာပြီးရှယ်လီဘာမှပြဿနာတက်နေရဲ့လို့လာပြောတာနဲ့တိုနီလည်းချက်ချင်းပဲလိုက်သွားရပါတော့တယ်။ဘာထဲမှာတော့လူဖြူကောင်လေးတွေကရှယ်လီကိုလူမဲဆိုပြီးတော့နှိမ့်ဆက်နေကြတာနဲ့တိုနီလည်းသူ့ဘာငါလူငါလူကိုငါပြန်ပေးအဲ့ဒါဆိုငါတို့ဘာမှလုပ်ဖဲနဲ့ထွက်သွားပေးမယ်လို့ညှိနှိုင်းလိုက်ပါတယ်။ ဒါပေမဲ့ကောင်လေးတွေကလှုပ်မပေးဘဲနဲ့ပို့ပြီးတော့မှရန်ခလာတာမလို့တိုနီလည်းသူခါးကြားထဲမှာထည့်ထားတဲ့တနက်ကိုထုတ်တော့မရအောင်လှုပ်ပြလိုက်တော့မှကောင်လေးတွေလည်းလန့်ပြီးတော့လှုပ်ပေးလိုက်ကြပါတော့တယ်။အဲတော့မှတိုနီလည်းရှယ်လီကိုခေါ်ထုတ်လာပြီးကိုပဲရောက်နေတယ်လဲဆိုရာရောတည်ရလာလို့ဒေါသတကြီးနဲ့မေးလိုက်ပေးမယ်။ရှယ်လီကတော့နေရာတွေကအရေးကြီးလို့လားမင်းအိမ်နာမှာဆိုရင်တော့ဒါမျိုးဖြစ်ဘူးတေးစားလို့လားလို့ပြန်မေးလိုက်ပါတယ်။ ရာနဲ့ဒိုနီလည်းနောက်တစ်ခါဆွေးတော့သူမပါပဲဘဲမှမသွားပါနဲ့လို့ရှယ်လီကိုအမိန်ပေးလိုက်ပြီးရှယ်လီနေတဲ့အခန်းစီကိုတွဲခေါ်သွားလိုက်သလိုနောက်တရဖြောပြေးပွဲပြီးတဲ့အချိန်မှာလည်းနောက်တနေရကိုကားနဲ့ခရီးဆက်ခဲ့ကြပါတော့တယ်။အဲဒီအချိန်မှာကားကယေဆူလာရာနဲ့ဂျုံယာလန်တို့ကမှခဏရန်နာလိုက်တာမလို့ရှယ်လီလည်းလေကောင်းလေတန်းရအောင်ကားပေါ်ကထွက်လာတဲ့အချိန်လမ်းရဲ့တစ်ဖက်မှာသူ့လိုလူမဲတွေအများကြီးလဲလုံနေတာကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီလူမဲတွေအများကြီးကသူတို့နဲ့တားရောင်တူဝင်မဲ့ပုံမှန်တွင်ပြင်ခြင်းမတူနေတဲ့ Shelly ကိုအထူးစားတတော်မလို့စိုက်ကြည့်နေကြတာမလို့ Shelly တယောက်ရေးပြန်ဖြည့်ပြီးပြီဆိုတာနဲ့ကားရဲကိုဝင်ခရီးမြန်မြန်ဆက်ခဲလိုက်ပါတော့တယ်ဒီလိုနဲ့ငါးခုမြောက်ဖြောပြမှုပြီးသွားလို့ရှယ်လီကအင်တာသွားမယ်လို့တဲ့ချိန်မှာတာဝန်ခံကလူမဲဖြစ်တဲ့ရှယ်လီကိုလူပြူတွေတုံးတဲ့အင်တာတွေကအင်တာမှာပေးမတတ်ဘဲနဲ့အပြင်ဘက်ကထရန်အင်တာလေးမှာသွားတတ်ဖို့လက်ညှိုးထိုးပြလိုက်ပါတော့တယ်။ ရှယ်လီလည်းသူအဲရီအိမ်သာမတုံးနိုင်မှုဟိုတယ်ပြန်ရင်လည်းနိုင်ဝက်ကြားလိုက်မယ်ဆိုပြီးတော့ပြန်ပြောပေးမယ်။တာဝန်ခံကတော့ကြားလဲစောင့်နိုင်ပါတယ်လို့ပြောတာနဲ့တိုနီကိုပဲအပူကပ်ပြီးတော့ပြန်လာခဲ့ကြပါတော့တယ်။တိုနီကတော့မင်းနဲ့ကအဲ့ဒါတွေကွာတာပဲ။ငါသာဆိုရင်တော့ရှေ့ရဲ့နေရာပေါက်လိုက်မှာဒါလို့တော့ဟိုတယ်ပြန်မနေဘူးဆိုပြီးတော့ပြောတာနဲ့ရှယ်လီလည်းတွေ့ရနေရာမှာပေါက်တာကတရိတ်ဆန်မယ်ဆိုပြီးတော့ခက်ကြမ်းကြမ်းပြောချလိုက်ပါတယ်။ ဒီစကားကြတော့ရှယ်လီဒေါသထွက်နေတယ်ဆိုတာသိတဲ့တိုနီကဘာလုံးကအောင်ပုံချနေရလဲဒီစည်းကမ်းတွေရောငါထုတ်ထားတာကြားနေရပဲလို့ပွားစီပွားစီပြောတာနဲ့ရှယ်လီလည်းဒါဆိုရင်တော့အဲ့ဒီစည်းကမ်းတွေကဘသူထုတ်ထားတာလဲတလို့ပြန်မေးလိုက်တာပေါ့အဲ့လိုအင်တာကိစ္စနဲ့စကားများလိုက်ကြပေမဲ့လည်းပွဲတွေကိုပြောင်းသွားတဲ့ချိန်မှာတော့ရှယ်လီကခဏကဒေါသထွက်နေရဲ့လူကသူမဟုတ်တလို့ပဲအားလုံးကိုအပြုံးနဲ့လိုင်းနှုတ်ဆက်နေရမလို့တိုနီတယောက်အားအသင့်နေခဲ့ရတာပါဒီလိုနဲ့မနက်ကိုရောက်တော့မနက်စာကိုဖြစ်တဲ့လုံလမ်းမှာစားရင်းနေပဲသူမိမစီကိုနောက်ထပ်စားရဆောင်ရေးဖို့လုပ်နေခဲ့ပါတယ်။ တိုနီစာရေးတိုင်းအနားမှာရှိနေတဲ့ရှယ်လီကတိုနီစာရေးကချက်ချောင်းလွမ်းချောင်းရေးတဲ့စာနဲ့မတူဘဲအကျွေးစင်းလိုဟိုချက်ဒီချက်နဲ့ချက်နေတာဖြစ်လို့မနေသားတော့တဲ့အဆုံးမှာတော့ကြပြဆန်ဆန်ဖြစ်အောင်သူဝင်ကူရပါတော့တယ်အဲဒီတော့မှပဲ Drorick လည်းအကျွေးစင်းနဲ့မတူတော့တဲ့ဤစားစာမျိုးကိုစာဖရင်နဲ့သဘောရည်ကြားနေခဲ့ရသလိုတိုနီနဲ့ရှယ်လီတို့နှစ်ယောက်လည်းနောက်ထပ်ပွဲမတိုင်ခင်မြို့ထဲမှာရှောက်ပတ်သွားနေခဲ့ကြတာပါ။ အင်းလုံးနဲ့အင်းကြီးဆိုင်ဒီဇိုင်းရှေ့ကိုရောက်တော့အနောက်တိုင်းဝက်ဆောင်ကောင်းကောင်းလေးတစ်ထည်ကိုတွေ့ရတဲ့သဘောကျနေတဲ့ရှယ်လီကိုတိုနီကစမ်းဝဲကြည့်ဖို့အတွက်အားပေးပါရယ်။အားနဲ့နှစ်ယောက်သားဆိုင်ထဲဝင်လာကြပြီးတိုနီကနေပဲဆိုင်ရှင်ကိုရှယ်လီရဲ့အင်းကြီးဆိုင်ကိုပြောပြီးတော့ဝေးကြည့်ဖို့တောင်းလိုက်တာမလို့ဆိုင်ရှင်ကလည်းလိုက်လိုက်လဲလဲနဲ့ဝန်ဆောင်မှုတွေပေးနေခဲ့ပါတော့တယ်။ဒါပေမဲ့တိုနီလက်တရာအင်ဂျီရှယ်လီစီရောက်သွားပြီးတော့ဝစ်ဂျီမဲသူကတိုနီမဟုတ်ပဲရှယ်လီဆိုတာတည်သွားတာနဲ့ဆိုင်ရှင်ရဲ့ဆက်ဆံမှုကပြောင်းသွားပြီးဝစ်ဂျီမဲဆိုရင်တော့ပတ်စံရင်ပေးရမယ်လို့ပြောလာပါတယ် ဒီစကားကြတော့ရှယ်လီလည်းဝင်းမကြည့်တော့ဘဲနဲ့ထွက်လာခဲ့ရင်းကနေညဘက်ပိုင်းဖြော်ပြတဲ့အချိန်ုံရောက်တော့နေလျာဒေါသတွေကို VNL ပေါ်ပုံချပြီးတော့အာရပယတီးခန့်လိုက်ပါတော့တယ်ဖြော်ပြရေးပြီးလို့တယောက်တနေရာစီခွင့်ရတဲ့ချိန်မှာတော့တိုနီစီကိုရှယ်လီပြဿနာတက်နေပြီဆိုတဲ့ဖုန်းဝင်လာတာနဲ့တိုနီလည်းချက်ချင်းဆိုသလိုအဲ့ဒီနေရာကိုလိုက်ခဲ့တဲ့ချိန်မှာတော့တုံးလုံးအနေထားနဲ့အဖမ်းခံထားရတဲ့ရှယ်လီကိုတွေ့လိုက်ရပါတယ်။ တိုနီလည်းတပတ်လေးတော့ပေးပါဟာဆိုပြီးတော့ဘေးနာကလုံချုံရေးတွေကိုအောင်းအောင်ရင်းနဲ့ရှယ်လီကိုတပတ်ပြက်ပေးလိုက်ပြီးပြဿနာတွေတိထက်ကြီးမလာအောင်လဲလုံချုံရေးနှစ်ယောက်ကိုပတ်စံနဲ့လှထုတ်လိုက်ပါတယ်ဒလိုနီနဲ့ရှယ်လီကိုအပြင်ရအောင်ခေါ်ထုတ်လာနိုင်ခဲ့ပေမဲ့ရှယ်လီကတော့သူ့ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံခဲ့တဲ့သူတွေကိုပတ်စံပေးလိုက်ရလားဆိုပြီးဒေါသကြီးကြဲထွက်သွားခဲ့ပါတော့တယ် တိုနီကိုလည်းမင်းကငါနောက်ပွဲစဉ်တွေလုံမယ်ဆိုရင်တော့ပတ်စံမရမှာဆိုလို့ဒလော်လော်ဒါလာဆိုပြီးတော့ဆွဆွဲတော့လေတိုနီကလည်းငါမင်းကိုဒီညကယ်ခဲ့တဲ့သူနော်ဆိုပြီးဂျေဆုတိတာအောင်ဆိုတဲ့ပုံစံနဲ့ပြောရင်းနဲ့ကားရဲကိုအရင်ဝင်သွားလိုက်ပါတယ်နောက်ရမှာတော့ဖြောပြရမယ်နောက်ထပ်နေရာတက်တခုစီကိုရောက်လာတော့ကတိုနီကသူနဲ့အရင်ကတည်းကတိခဲ့ဘူးတဲ့မိတ်ဆွေနှစ်ယောက်နဲ့လာဆောင်ပြီးအဲ့ဒီမိတ်ဆွေနှစ်ယောက်ကတိုနီနဲ့အတူတူပါလာတဲ့ရှယ်လီကိုဘသူလဲလို့ဆက်ဆူကြပါရဲ့ ဒါနဲ့တိုနီလည်းသူတတိဖြစ်ကြောင်းပြောတော့အဲရီလူနီယာကရှယ်လီနားမလည်နိုင်မဲ့ဘာသာစကားတွေကိုသုံးပြီးအဲရီငမဲကောင်စီမှလုံနေနဲ့ငါမင်းရောအလုပ်ပေးစရာရှိတယ်သူထက်နဆပေးမယ်ဆိုပြီးတော့ကန်လန်ရင်နဲ့ညနေကျဟိုတယ်ကစားတောက်ဆိုင်စီလာခဲ့ဖို့ပြောသွားခဲ့ပါတယ်ဒါပေမဲ့သူတို့ပြောတဲ့စကားတွေကိုဘာသာစကားကျွမ်းကျင်တဲ့ရှယ်လီယာအနားလည်လိုက်တာမလို့ညနေတိုနီစားသောက်ဆိုင်စီသွားဖို့အတွက်အခန်းထဲကနေထွက်လာတဲ့အချိန်မှာတိုနီတစ်ဖက်စီပါမသွားအောင်သူတိုနီကိုယာရုတိုးပေးခြင်းတဲ့အကြောင်းတွေကိုပြောလာခဲ့ပါတယ်။ ဒီစကားကြတော့တိုနီလည်းရှယ်လီသူ့ကိုအထင်လွဲနေပြီဆိုတာသိသွားတာနဲ့သူ့ဘာမှမလုပ်ပါဘူးဒီတိုင်းစားတောက်ဆိုင်စီတွားယူမှာပါလို့ရှင်းပြတော့မှရှယ်လီနဲ့မင်းညာကသူ့မားခဲ့တဲ့ကိစ္စအတွက်တိုနီကိုတောင်းပန်လိုက်ပါတော့တယ်အဲလိုနဲ့နောက်ရက်တွေမှာတော့ရှယ်လီနဲ့တိုနီနှစ်ယောက်ကကျောင်းကိုင်းမီကိုင်းကျောင်းမီဆိုတဲ့ပုံစံအတိုင်းတယောက်လိုအပ်ချက်တွေကိုတယောက်ဖြည့်ပေးရင်းနဲ့ဒေါရစ်စီကိုရောက်လာခဲ့တဲ့ဆာရီယာလည်းတော်တော်လေးကိုမိမိုင်းနေတာမလို့အမျိုးတွေကမိမရီယာတော့ဂလိုရီကိုအားကျနေကြပါပြီ။တိုနီယောက်ဖရီယာတော့တိုနီကို ရှိတ်စပီးယားလိုတောင်ခေါ်ပေါ်ကြတဲ့အထိနာမည်ကြီးလာခဲ့ပါရီဂျပန်မှာလေတိုနီတယောက်ကဖျော်ဖြေပွဲပြီးလို့ညာဘက်အိမ်ပြန်တဲ့အချိန်မိုးအသေးကြီးမဲကြီးရွာချလာတာမလို့ကားမောင်းနေရင်းတဲ့ကိုဘယ်လန်းတွေတဲ့ရောက်မှန်းမသိဖြစ်လာခဲ့ရပါရီအဲဒီမှာပဲသူတို့ကားနောက်ကနေရဲကားတစီကန်လိုက်လာတော့မှသူတို့လမ်းမနေပြီဆိုတော့သိတာနဲ့တိုနီလည်းကားရိုက်လိုက်သလိုရဲရရှင်တယောက်ကကားပေါ်ကဆင်းခိုင်းတော့လဲဆင်းပေးလိုက်ပါရီ တိုနီကတော့သူတို့မိုးရွာနေရတဲ့တိတ်ချမမြင်လိုက်ရလို့လမ်းမသွားတာပါလို့ရှင်းပြခဲ့ပေမဲ့လေအရာရှိတွေကတော့ကားနောက်ခံမှာပါလာခဲ့တဲ့ရှယ်လီကိုသင်္ကောင်မကင်းဖြစ်ပြီးဒီနီယာကနေဝင်မျိုးတော့ဒီလူမဲရှိနေလို့မရအောင်ဆိုပြီးတော့ပြဿနာရှာပါတော့တယ်ဒါနဲ့မကသေးပဲနဲ့ရှယ်လီကိုပါကားပေါ်ကနေဆင်းခိုင်းလိုက်သလိုတိုနီကိုလည်းမျိုးရိုးနာမည်ကိုကြည့်ပြီးအီတလီမျိုးရိုးဖြစ်နေရတဲ့လူမဲတဝက်ရောနေရပဲဆိုပြီးတော့စော်ကားလိုက်သေးတာမလို့တိုနီလည်းတီးမခံနိုင်တော့ပဲပိတ်ထုတ်ပြလိုက်ပါတော့တယ်။ အဲဒီလိုနဲ့အရာရှိကိုထုံးမိတဲ့ပြင်းမှုနဲ့တိုနီရိုနီယာအထုတ်ခန်းထဲကိုဝင်လိုက်ကြရမှာမလို့ရှယ်လီကတော့သူလည်းဘာမှမလုပ်ဖဲနဲ့သူ့ကိုအထုတ်ထဲထည့်ရမလားဆိုပြီးအရာရှိတွေကိုအထုတ်ထည့်ရထုတ်ပေးဖို့ပြောပါရယ်ဒါပေမဲ့သူပြောတာတွေကဘသူမှခရုံမဆိုင်ကြတာနဲ့ရှယ်လီလည်းသူ့ရဲ့ရှင်နီကိုခေါ်မှမလို့သူ့ကိုဖုန်းပြောခွင့်ပေးဆိုပြီးတော့ထပ်ပြောတော့မှရဲရရှိပြီလေဒါကလောက်ပိုင်ခွင့်ထဲမှာရှိနေတာနဲ့ရှယ်လီကိုဖုန်းပေးပြောလိုက်ပါတယ် အဲလိုနဲ့ဖုန်းပြောပြီးခဏကြာမှာတော့ရဲစခန်းစီကိုအကောင်ကြီးကြီးတယောက်ကနေဖုန်းဝင်လာတာနဲ့ငနေသားသုံးယောက်လေးသူတို့ငချင်ထင်ပြီးဖမ်းထားတဲ့သူကဆရာကြီးဖြစ်နေတယ်ဆိုတာသိသွားပြီးတော့လှုပ်ပေးလိုက်ရတော့တာပေါ့လေကားပေါ်ရောက်တော့ရှယ်လီကတိုနီကိုမရိုက်ခဲ့တဲ့မို့ဆိုပြီးတော့ပဲခဏခဏပြောနေရတဲ့တိုနီလည်းသူတို့ဆက်ဆံပုံစံကိုကြည့်အောင်လေမိုးရွာနေတာကိုကားပြန်ထွက်ခိုင်းနေဆိုပြီးတော့ပြန်ပြောတာနဲ့ရှယ်လီကအပေါ်ရေပြောမနေနဲ့မင်းတို့လူမဲလို့ပြောလို့ထိုးလိုက်တာပါလို့ထပ်ပြောပါရီ သူတဘောအလုံးဒလိုစကားတွေကိုသီးခံလာခဲ့ပေမဲ့တိုနီကတော့တညာလေးတောင်သီးမခံနိုင်ဘူးဆိုပြီးတော့ပြောနေရတယ်။တိုနီလည်း "तू ကလူမဲမဟုတ်တာနဲ့ပဲသူတို့ပြောတဲ့စကားတွေကိုဒေါသထွက်လို့မရဘူးလား"လို့ပြန်မေးလိုက်ပါတယ်။ဒီနောက်မှာတော့တိုနီကလူမဲဆိုတော့ရစ်ချတ်တောင်မသိပဲရှယ်လီထက် "तू ကလူမဲပို့ပြီးတော့ပီတာသေးတယ်"ဆိုတဲ့စကားတွေပါပြောလာတာမလို့ရှယ်လီလည်းမင်းပြောနေတဲ့စကားတွေကိုမင်းပြန်နားထောင်ရင်ကောင်းမှာပဲလို့ပြန်ပြောလိုက်ပါတယ်။ဒါအောင်တော်တိုနီကငါဘာကိုပြောနေရလဲဆိုတော့ငါကငါသိတယ်။ငါတနေ့တနေ့မိသားစုစားဝတ်နေရေးအတွက်ရောင်းကန်နေရတဲ့ကောင် ါပေမဲ့မင်းကတော့ပလင်ပေါ်မှာထိုင်ပြီးတော့ဖြောပြေးပွဲလေးတစ်ခုနှစ်ခုလုံလိုက်တာနဲ့တနေ့လောက်စားမကောင်အောင်ချမ်းသာသွားတဲ့ကောင်းလို့ပုတ်ခတ်ပြီးတော့ပြောလိုက်ပါရယ်။အဲဒီမှာပဲဒေါသကြီးကျယ်ထွက်သွားခဲ့တဲ့ရှယ်လီယာကောင်းအောင်ရက်ခိုင်းပြီးတော့ကောင်းဘွားနဲ့ဆင်းသွားတော့တာမလို့တိုနီလည်းဘာလုပ်တာလဲဆိုပြီးတော့လိုက်စင်းခွန်ရကနေရှယ်လီကိုအေးဟုတ်တယ်။မင်းပြောသလိုငါပလင်ပေါ်မှာနေပြီးတော့နေတကာဘက်ဖြောပြေးနေရတဲ့သူဒါပေမဲ့ငါဖြောပြေးပြီးသွားပြီဆိုရင်တခြားတာမန်လူတယောက်ပဲလူမဲတယောက်လိုပဲဆက်ဆံခင်ရတယ်ဆိုတာမသိဘူးလားအဲ့လိုပြန်ပြီးပြန်လိုက်ပါရယ်။ ငါကငါလူမဲရီနဲ့လည်းမတူဘူးအဲ့လိုဖြစ်လို့ငါလူဖြူလားဆိုတော့လည်းမဟုတ်ပြန်ဘူးငါအပြည့်ဝလည်းမမဲတယ်လို့အပြည့်ဝလည်းမဖြူသေးသူအဲ့တော့ငါကဘာလဲဆိုပြီးသူကသူအပြည့်ရှိစိမ့်နဲ့ပောက်ကွဲပြန်လိုက်ပါတော့တယ်အဲလိုပြောတော့မှတိုနီနဲ့ရှယ်လီခန်းစားချက်တွေကိုနားလေသွားပြီးဘာမှဆက်မပြောရတော့ဘဲနဲ့ဟိုတယ်စီကိုပြန်လာခဲ့ရကနေရှယ်လီကိုအကြံပေးနေတဲ့ညီဖြစ်သူစီစာရေးတဲ့နေကြောင်ပြောပါရယ် ဒါအောင်ရှယ်လီကနေသူညီကသူ့ဘက်မှာရှိတယ်လဲဆိုတာတွေကိုသိတဲ့သူမလို့သူ့ဘက်ရေးတဲ့နယ်ဆိုပြီးတော့ပြောတာနေတိုနီကသူသာဆိုရင်တော့စောင့်နေမှာမဟုတ်ဘူးအရင်ဦးဆုံးရေးပို့လိုက်မယ်လောကကြီးထဲမှာပထမဆုံးခြေလန်းစားဖို့ကြောက်နေတဲ့သူတယောက်တော့ဖြစ်ချင်မှုလို့ပြန်ပြောလာတာပါအဲဒီလိုနဲ့နောက်ဆုံးဖြောပြေးရေးနေ့ကိုရောက်လာပြီမလို့ပွဲကျင်းပမဲ့နေရာကိုပွဲမစားခဲ့နိုင်လို့လောက်မှရောက်သွားခဲ့ကြရာကနေပွဲစီစဉ်တဲ့သူကရှယ်လီကိုအဝေးလေးကန်းဆိုပြီးတော့အင်တာလောက်တောင်မကျတဲ့စတိုကန်လေးတစ်ခုကိုပေးပါတော့တယ် ဒါဘာလို့ဆိုလိုသလဲဆိုတာနှစ်ဦးစလုံးသဘောပေါက်ပေမဲ့ပြဿနာမတက်ချင်တာနဲ့ရှယ်လီယာအေးအေးဆေးဆေးလက်ခံပြီးတော့နေခဲ့လိုက်သလိုတိုနီကတော့ဘိုက်စာနေရာနဲ့စားသောက်ခံစေးထွက်လာခဲ့တာပါဒါလို့နဲ့စားသောက်ဆိုင်မှာရှယ်လီရဲ့လူနှစ်ယောက်နဲ့ထိုင်စားနေတော့အဝင်စားလဲပြီးသွားတဲ့ရှယ်လီကတိုနီတို့ဝိုင်းမှာဝင်စားမယ်အလုံးမှာတော့ဆိုင်ကဝန်ထမ်းတယောက်ကလူမဲတွေဝင်လို့မရအောင်ဆိုပြီးရှယ်လီကိုတားပါတယ် ဒါအောင်မြင်တော့တိုနီလဲရှယ်လီနာရောက်လာသလိုဖွဲစီစဉ်တဲ့သူကလည်းတရုံနာရောက်လာပြီးဘာဖြစ်ကြတာလဲလို့မေးတာနဲ့ရှယ်လီယာအကျိုးအကြောင်းပြောပြလိုက်ပေမဲ့လေဖွဲစီစဉ်သူကမရပါဘူးဆိုပြီးဒါကအရင်ကတည်းကချမှတ်ထားတဲ့စီးမြင့်မှလို့ရှင်းပြပါတော့တယ်ဒါပေမဲ့ခဏနေကြရင်ပွဲမှာဖျော်ပြမိအကြီးကလိုကသူ့ပွဲကိုလာတဲ့ပရိသတ်တွေနဲ့တောင်မှဒန်းတူထိုင်စားခွင့်မရှိဘူးဆိုတဲ့အခြေအနေကတော်နီတို့နှစ်ယောက်စလုံးအတွက်လက်သင့်ခံလို့မရပဲဖြစ်နေခဲ့တာပါ။ အဲဒီမှာပဲရှယ်လီကသူမစားရရင်သူကဖြောပြေဦးဆိုပြီးတော့ပြောလာတော့တာမလို့ပွဲစီစဉ်သူလည်းပြန်ရခတ်သွားပြီးတိုနီကိုကူပြောပေးဖို့အတွက်ပတ်စံနဲ့လက်ထိုးတဲ့ချိန်တိုနီလည်းသူ့ကိုပတ်စံပေးလို့ရမယ်ထင်နေသလားလို့တခွန်းနဲ့မေးလိုက်ပါတယ်ဒါအောင်အဲ့ဒီသူကလည်းပတ်စံပေးလို့ရနေလို့အခုလိုလူမဲရဲ့ driver လုံးနေရမလားဆိုတဲ့မေးခွန်းနဲ့ပြန်မေးလိုက်တာမလို့သူလည်းဒေါသတကြီးထွက်သွားပြီးဆွဲထိုးဖို့လက်ကိုယွန်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲ Shelley ကဝန်တန်းလိုက်ပြီးတိုနီရတဲ့မင်းငါ့ကိုဖျော်ဖြေစေချင်တယ်ဆိုရင်ငါဖျော်ဖြေမယ်လို့ပြောလိုက် အဲ့လိုအချိန်မှာတော့တိုနီကမဖြောပြေနေတော့ဆိုပြီးရှယ်လီကိုဒီနီယာကနေဆွဲခေါ်သွားပါတော့တယ်။ပွဲစီစဉ်သူခင်ဗျာမှာတော့ပွဲလာမဲ့သူတွေလည်းဖိတ်ကြားထားပြီးတော့မှအခုလိုအချိုးမျိုးချိုးသွားလို့ဒေါသတကြီးနဲ့အနောက်ကနေလိုက်ပြောပေးမယ်လေဂယုမဆိုင်တဲ့တိုနီတို့နှစ်ယောက်ကတော့အဲ့ဒီနေရာကနေလူမဲ့ဘားတစ်ခုစီကိုရောက်လာခဲ့ကြတာပါ။ ။ဘာမှဝတ်စုံပြေးနေဖြစ်နေတဲ့ရှယ်လီကိုဘာမေကဘာလို့လောက်တာလဲဆိုပြီးတော့ဆက်ဆူတာနဲ့တိုနီကသူကအယောင်တော်တဲ့ဂီတပညာရှင်ဆိုပြီးတော့ကြွားလိုက်တော့ဘာမေလည်းတန်းဆွေးတော့လဲစွမ်းပြစမ်းမဆိုပြီးတီဝိုင်းကိုမင်းကိုပြလိုက်ပါတယ်။ဒါလို့နဲ့ရှယ်လီရဲ့နောက်ဆုံးဖျော်ဖြေမှုကတော့ပတ်စံတပြားမှမရတဲ့အနေအထားတစ်ခုမှဖြစ်သွားခဲ့ပေမဲ့လေပတ်စံရလို့ဖျော်ဖြေပေးရတဲ့နေရာတွေထက်စိတ်လက်ပေါ်သွားပြီးတော့တကြစရာကောင်းနေဆိုတဲ့ခံစားချက်အသစ်ကိုရရှိသွားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ Christmas အမီအိမ်ပြန်လာခဲ့ရကနေနှင်းတွေရတလန်းလုံးထူပိတ်နေအောင်ကြနေခဲ့တာမလို့ထုံးစံအတိုင်းတိုနီမောင်းနေကားကလမ်းမပြီးတော့ရောက်သွားရကနေနောက်ကရဲကားလိုက်တောင်းခင်ရပြန်ပါရီဒါနဲ့တိုနီလည်းကားရက်ပြီးကားပေါ်ကနေဆင်းလို့ဘာဖြစ်လို့လဲဆိုပြီးမိတာနဲ့ရဲရရှိရဘာပြဿနာမှမရှိပေမဲ့ကားနောက်ဘင်းကွဲနေလို့အန်နီရရှိတယ်ဆိုပြီးတိုနီတို့ရဲ့ရှေးကရဲရင်နဲ့မတူပဲကားဘင်းအသက်တစ်ခုတောင်မှလဲပေးသွားခဲ့တာပါ ဒလုံနဲ့ကားဆက်မောင်းလာခဲ့ပေမဲ့လည်းရှစ်ပတ်ဆက်တိုင်းကားမောင်းလာခဲ့ရတဲ့တိုနီကအခုလိုအိမ်ပြင်ရတဲ့လမ်းမှာတော့နှင်းတွေရဲ့ပိတ်သိမ်းမှုတွေကြောင့်ရောသူ့ခန္ဓာကိုယ်ရဲ့ပင်ပန်းတဲ့ဒဏ်တွေကြောင့်မှခရီးကလိုရာမရောက်ဘဲနှောင့်နှေးနေကြရပါတယ်။ဒါအုပ်သေးတဲ့ရှယ်လီယာလည်းသူကားမောင်းမယ်ဆိုပြီးတော့တိုနီကိုကားနောက်ခံမှာလှည့်ခိုင်းပြီးမောင်းလာခဲ့ရကနေနောက်ဆုံးမှာတော့တိုနီတို့အိမ်ရှိကိုရောက်လာခဲ့ပြီးမလို့တိုနီကရှယ်လီကိုအိမ်ထဲဝင်မအောင်လို့ဖိတ်ပါရယ် ဒါပေမဲ့တိုနီကတော့ပျော်စရာခရစ်မတ်ပါလို့ပြောပြီးတော့တန်းပြန်သွားတာနဲ့တိုနီတယောက်တည်းအိမ်ထဲဝင်လာခဲ့ရတာကနေတိုနီတို့မိသားစုကတော့ရှေ့စပီးယားကြီးပြန်လာပြီးဆိုပြီးတိုနီကိုဝမ်းပသက်တာကြိုဆိုကြတာပေါ့အဲလိုနဲ့တိုနီအိမ်မှာစားတော့ပွဲတွေကျင်းပနေတဲ့ချိန်ရှယ်လီတယောက်ကတော့သူနဲ့တူတူနေတဲ့အိမ်ပေါ်ကိုမိသားစုတွေစီပြန်လွတ်လိုက်ရတာကနေတယောက်တည်းဖြစ်နေခဲ့ပါတော့တယ်အဲ့ဒါနဲ့ပဲနောက်ဆုံးမှာတော့တိုနီအိမ်ကိုသွားဖို့ဆုံးဖြတ်ချမ်းချလိုက်ပြီးရှမ်ပိန်ဒပလင်းကင်ကရောက်လာခဲ့တဲ့အချိန်မှာတော့တိုနီတယောက်ရှယ်လီကိုမျက်နှာနဲ့တင်ဝမ်းသာသွားပါတော့တယ်။ ဒီနောက်သူမိမနဲ့လည်းမိတ်ဆက်ပေးလိုက်တာမလို့သူမိမကရှယ်လီကိုမျက်နှာနဲ့ပွေဖက်လိုက်ပြီးသူ့ယောက်ျားကိုစာရီကူရေးပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်လို့တိုနီမိသားစုကလည်းရှယ်လီအတွက်ပုဂံတစ်ခုကိုယူလာခဲ့ဆိုပြီးရှယ်လီရောက်လာတာကိုနေထွေးစွာနဲ့ပဲကြိုဆိုခဲ့ကြပါတဲ့ရှင်။ဒီနေ့တော့ movie recap ကိုတလောင်းနဲ့ပဲနှုတ်ဆက်ခွင့်ပြုပါတော့အသက်သက်သောဇေဝင်စာဝေဟိုင်းနဲ့ပြန်လာခဲ့ပါအောင်မယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပြရစေလားရှင်